စ်ကောင်စီရဲ့အကျဉ်းထောင်အတွင်းမှာလုံလောက်တဲ့ကျမကြီးကုသခွင့်စေဝါဆော့ချမှုမရတာကြောင့်တာယောရီအကျဉ်းထောင်နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ဦးကျော်စိုးခေါ်ဦးစော်နှစ်ကြာဆုံးခဲ့တယ်လို့ PBNM ကဒီနေ့ဇွန်လ12ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဦးကျော်စိုးဦးခေါ်ဦးစော်နှစ်မှာနှလုံးရောဂါသွေးရောဂါချတဲ့ရောဂါတွေခံစားနေရပြီးတော့ထောင်တွင်းစေဝါဆော့ချမှုအလုံလောက်မရရှိတဲ့အတွက်ကြောင့်မေလ23ရက်နေ့2025ခုနှစ်မှာကြာဆုံးခဲ့တယ်လို့ သိရပါတယ်မြန်မာနိုင်ငံကအကျဉ်းထောင်တွေမှာဆေးဝါးဆွန့်ရှောက်မှုအလုံလောက်မရတဲ့အတွက်ကြောင့်နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းချခံနေရတဲ့သူတွေယောဂါဖြစ်တာဆေးဝါးကုသမှုဆွန့်ရှောက်ပြီးတော့ယောဂါအခန်းတွေပိုဆိုးလာတာတည်ဆုံးတဲ့အခြေအနေမျိုးဖက်နဲ့အသက်ပေးကြရတယ်ရှိတယ်လို့ PBNM ကဆိုထားပါတယ် PBNM ရဲ့လေလာစောင့်ကြည့်မှုတွေအရနိုင်ငံတော်ကအကျဉ်းထောင်တွေမှာဆေးဝါးဆွန့်ရှောက်မှုအလုံလောက်မရတာကြောင့်တည်ဆုံးကြရတဲ့သူတွေဟာဇွန်လ၁ရက်ကနေပြီးတော့အခုချိန်အထိ၁၀ရောက်အထိရှိကြတယ်လို့လည်း ဖော်ပြထားပါတယ်။ဒါ့အပြင်နိုင်ငံရေးအကျဉ်းသားကူညီဆောင်ရှားရေးအသင်း AAPP ရဲ့လေ့လာစောင့်ကြည့်မှုတွေအရဖေဖော်ဝါရီလ2021ကစပြီးတော့ဇွန်လ17ရက်2025အထိစစ်ကောင်စီကမတရားအဖမ်းဆီးထားတဲ့သူ စုစုပေါင်း2965ယောက်ရှိတယ်လို့ဆိုပါတယ်။